မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာကဒီနေ့မှာတော့2025ခုနှစ်မေလဂျာစာပရိသတ်သမီးမိတ်ဆွေတွေအတွက်တလားစာရှောင်းရန်ဆောင်းရန်အတွက်ကံကြမ္မာကိုခေါ်ချပေးမှဖြစ်တဲ့အတွက်ဂျာစာပရိသတ်သမီးမိတ်ဆွေတွေပါရင်ဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှန်းပြကြပါအောင်ခင်ဗျဒီ2025ခုနှစ်မေလတလားတာအတော်တွင်းမှာဂျာစာပရိသတ်သမီးမိတ်ဆွေများအထူးသဖြင့်ဘာကိုဖြစ်ဖြစ်အစမှာတော့နည်းနည်းလေး မိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စလုပ်ငန်းကိစ္စဘလို့ကိစ္စအဝဝကိုမစိုးအစမှာအအတွေးလွန်နေတာမျိုးဗျာများနေတာမျိုးနေစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့ဇာစာပရိသတ်သမီးတွေဟာအဒီရဆရာတို့မေလဆိုလို့ရှိရင် မေလ6ရက်နေ့ထီလောက်ကိုကြော်မတာလုပ်ငန်းကိစ္စအလုပ်ကိစ္စမွန်းကျက်မှုကိစ္စတွေပြောင်းမဲ့ကာလဖြစ်တယ် ဒါကြောင့်မိတ်ဆွေကြသာပရိသတ်သမီးတွေကဒီရက်လရဲ့အစဖြစ်တဲ့ပထမဆုံး၅ရက်တပတ်မှာပထမတစ်ပတ်မှာကံရဲ့အားနည်းမှုတွေရရှိတတ်တယ်အတွေ့လွန်နာမျိုးတုံဆိုင်တာမျိုးတွေဖြစ်ရတဲ့ကျမ်းမာရင်းနဲ့ပတ်သက်ရင်လည်းရှူရှာတာမျိုးလေးတွေအနှဲငယ်လေးစိတ်တိုင်းမကြအားမရတာမျိုးစိတ်တွေမပြောချွင်နေတာမျိုးတွေလက်ရှိမှာမိမိစိတ်မှာဘာဖြစ်လို့ဖြစ်မှန်းမသိခလေးငယ်တွေခမဲလို့နေတယ်လို့လူတတ်တဲ့အတွက်ကြသာပရိသတ်သမီးမိတ်ဆွေတွေဟာဒီရက်ကျတော့2025ငါးလပိုင်းပြီမှာတော့ကံရဲ့အချိန်တွေဟာနည်းနည်းလေး ဟိုစိတ်မောဟိုမျက်စိနဲ့မြင်တာအောင်ပြောရစိတ်မောလူမောတာလည်းမဟုတ်ဘူးစိတ်ပင်မှန်လူပင်မှန်ဖြစ်နေရတာမျိုးအဲစိတ်ချုပ်စရာတွေဘာကြောင့်ချုပ်စရာမှလည်းသိချာမရှိဒီလိုမျိုးတွေဖြစ်နေတတ်တဲ့အတွက်အတွေးလွန်ပြများနေတော့ကာလဖြစ်တဲ့အတွက်မိတ်ဆွေကြသဝိသသမီးကခྱི་သွားခြင်းခྱི་ထွက်ခြင်းဘာသာတရားတစ်ခုခုကိုလှုပ်ဆောင်ပြီးဖို့အတွက်တော့ဆရာကအကြံပေးလိုပါတယ်ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့အဲ တော်နဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲတာမျိုးလေးတွေတဖုံးနဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲတာမျိုးလေးတွေဖြစ်ရတတ်တာမျိုးလေးအထူးသဖြင့်နော်ဟိုအသားရည်နဲ့ပတ်သက်လာတဲ့အခါအသွေးသားနဲ့ပတ်သက်လို့အရေပြားရားနာတာမျိုးလေးတွေဖြစ်ရတတ်တယ်သို့တော့ စွစွဝါးဝါတော့ရှိနေတယ်ကာလအတိုင်းတာမဟုတ်ဘူးတိုးတော့အလှကျင်လို့တရားဆိုင်ဆိုတော့တွားခိုက်တာမျိုးလေးတွေငကောကအည်ပြားနဲ့ပတ်သက်ပြီးအလှကျဖြစ်တာမျိုးအဆရှိတယ်ပေါ့နော်အည်ပြားနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေကိုဂယူဆိုင်စင်ကျင်တင်တော့လာဖြစ်ပါတယ်ခင်ဗျာအဲနောက်တစ်ချက်အနေနဲ့မိတ်ဆွေတို့အနေနဲ့ကိုနဲ့မသိတဲ့ဟိုဓာတ်ဓာတ်ပစ္စည်းတွေပေါင်းဆက်ထားတဲ့ဟိုဘာလဲသူတို့ခေါ်တယ်အသားဖြူဆေးတို့နော်အဲဘာဆေးတို့ကော်လာဂျင်တို့လားဘာဆိုလားအဲ့ဒါမျိုးလေးတွေဟိုတဲ့ဖြစ်နိုင်လို့ရှိရင်အသစ်ဆန်းပြီးတော့ပြောင်းပြီးတော့ပြောင်းလဲပြီးတော့အသုံးချတာမျိုးကြီးအားနည်းစေတော့ ော့လာဖြစ်ပါတယ်။ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့အိမ်တွင်းရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တဲ့အလောင်းစားနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြီးကြများရတာမျိုးအပျော်အဖားနဲ့ပတ်သက်ပြီးလူမှုရေးကဏ္ဍလေးတွေကြောင့်အပေါင်းအသင်းမိတ်ဆွေတွေကြောင့်အဲဟိုဆွမ်းနာလို့ပေါ့ကိုကြောင်မဟုတ်ဘဲနဲ့မဖြစ်မနေအတုံးဆွဲလိုက်ရတော့ငွေကြေးကိစ္စလေးတွေကြောင့်ငွေကြေးနဲ့ပတ်သက်လာတဲ့အခါမှာဟိုဝင်တော့ဝင်တယ်ဒါပေမဲ့အလင်မမီနေတာမျိုးငွေကဝင်တော့ဝင်တယ်အဲ ဆိုတော့ဝင်ဝင်နဲ့ထွက်ငွေမမြတာအရာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ကြာစာပရိသတ်မိမိတ်ဆွေတွေကငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီကာလမှာဝင်တယ်ပြစရာမရှိဖြစ်နေတတ်တော့လာဆိုလိုတာကငွေကြီးနဲ့ပတ်သက်ရင်ဘာကိုလှုပ်လို့နှစ်ခါပြန်လှုပ်ရတော့နှစ်ကြိမ်ဆက်လှုပ်ရတော့ခုခုစိတ်တိုင်းကြတော့လာ ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ငွေကြီးနဲ့ပတ်သက်ရင်တတိထားစင်နေရမယ်အထူးတစ်ချက်ရှိတယ်။အဲ့ဒါဘာလဲဆိုကိုယ့်ရဲ့ပိုင်ဆိုင်မှုလို့ကိုယ်မှာရှိသမျှတို့ကိုယ်မှာဘလောက်ရှိရှိငွေလူမြင်တဲ့ငွေဟာမမြဲသောကာလဖြစ်တဲ့အတွက်ချွေချံရွှေတာပြီးတော့ရောင်ရဲစွာစုနိုင်မှသာငွေဟာအဖက်တင်ပြီးတော့ငွေကြီးနဲ့ပတ်လာရင်သိကြပါတယ်ဟိုလုံးချပါချမလိုက်စီခြင်းတော့ဆရာငင်နဲ့လာအပ်ထားလေရပါတယ်ခင်ဗျာเนาะဆိုတော့ကောင်းပြီငွေကြီးကံနဲ့ပတ်သက်လာတဲ့ကမိတ်ဆွေတို့အနေနဲ့ကိုငွေကြီးဟာအလင်းမမီတာမျိုး မျိုးတွေငွေမမြဲတာမျိုးတွေကြုံရတတဲ့အတွက်တော့ဒါလေးတွေကိုယူဆိုင်ပါအထူးသဖြင့်ဆက်ပစ္စည်းကိစ္စရင်ကိစ္စလေးတွေကြောင့်ဝီကုန်ကြီးကြများရတာမျိုးခရီးသွားကိစ္စလေးတွေကြောင့်ကိုကခရီးမသွားရင်တော့မိသားစုအိမ်တွင်းရေးကိစ္စလေးတွေကြောင့်ကိုကြောင့်မဟုတ်ပဲနဲ့မိသားစုအပေါင်းအသင်းမိတ်ဆွေအဆရှိတဲ့အရာမျိုးလေးနဲ့အိပ်ပေါက်နဲ့ဖားကောက်တယ်လို့အပေါက်တရာအဖာတောင်းဝင်တာကအပေါက်လောက်ထွက်တာကအပေါက်တရာလောက်ဖြစ်နေတတ်တဲ့ကာလဖြစ်တဲ့တူကငွေကြေးကန်နဲ့ပတ်သက်လာရင်တတိပြုစင်ရမယ်ကာလဖြစ်ပြီးတော့မိတ်ဆွေတို့နဲ့ငွေကန်ဟာတေးကြတဲ့ မိတ်ဆွေတို့နဲ့ငွေကဟာဝင်တော့ဝင်တယ်ဒါပေမဲ့အလင်မီအောင်အကျွေးမတင်အောင်အဖက်မတင်အောင်အလကားမီအောင်တေချာကိုလှုပ်ဆောင်နေရတက်တော့လာဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုသတိပြုစင်ကြင်ရန်လိုအပ်တော့လာဖြစ်ပါတယ်ဒါပြင်မိတ်ဆွေဂျာစာပရိသတ်သမီးတွေဟာဒီရဲ့အလုတ်ကိုင်နဲ့ပတ်သက်လာတဲ့အခါအလုတ်ရှာနေသူတွေအလုတ်တွေရရှိစေနိုင်တဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့အပြောင်းလဲလှုပ်ဆောင်လို့တဲ့မိတ်ဆွေများရှေ့တိုးဆောင်ရလှုပ်ဆောင်မှာကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်ရစဉ်းစားတွေးခေါ်ထားတဲ့မိတ်ဆွေများရဲရဲကြီးစတင်မှာ ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်စာချုပ်စာတမ်းကိစ္စတွေအကျိုးပေးပါတယ်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်တာတွေအကျိုးပေးပါတယ်ဒါပေမဲ့ပထမဆုံးတပတ်ကျော်မှအကျိုးပေးမှာဖြစ်တဲ့ထို့အပြင်စားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတဲ့ဆန်စီစေစာဆက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတဲ့ OA ရှမ်းမီမီယာနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတဲ့ရွှေဝင်လာမျိုးရွှေဝယ်ရတာမျိုးတွေကြုံရတတ်တယ်မီယာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ဝင်လာတာမျိုးတွေရရှိတတ်တယ်အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်ပြီးတဲ့အခါ မြေကိစ္စအမွေကိစ္စတွေပြောဆိုတဲ့အခါမှာတော့မှကိုယ့်ကိုအထောက်အကူဖြစ်စေမယ်အကူအညီပေးနိုင်တဲ့သူတွေပေါ်လာတတ်တယ်အထယ်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်ထီထီဖနက် social media နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်အရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအမှုပညာဆိုင်ရာလုပ်ငန်းတွေဒီမှာအကျိုးပေးပါတယ် ဘာသာတရားများများလို့ရင်များများဝင်မဲ့နှစ်အလူတန်းလောက်ရတာမျိုးဘာသာရေးဆိုင်ရာကိစ္စလေးတွေကိုဥဆောင်လောက်ရတာမျိုးလေးတွေကြောင့်ကံကညံ့နေရင်တော့တက်လာမဲ့ကာလဖြစ်တော့လဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကူကအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တာမျိုးငကူကနားလည်မှုလွဲနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ရင်နားလည်မှုရရှိအောင်စွမ်းဆောင်တင်တော့ကာလဖြစ်တယ်တို့ရတွင်ပဋိဌာစင်နေရမှာမိမိတို့အနေနဲ့ပြီးခဲ့ပြီးတော့လူမှုရေးကိစ္စဖြစ်ခဲ့ပြီးတော့လူမှုရေးကိစ္စလေးတွေကိုယ့်ရဲ့ မနာလိုအနမိအကောလာဟာလာတပုတ်လီလွင်ပြောခံရတတ်တာမျိုးမိမိရဲ့အတိတ်ကအရာကြီးကိုတူးဆွပြီးတော့နှိုးဆွပြီးပေါ်လာတတ်တဲ့ကာလဖြစ်တဲ့အတွက်ပြဿနာကိစ္စတစ်ခုခုကိုပေါ်လာတဲ့အခါမှာစဉ်းစားစဉ်းစိမ်မနေပဲနဲ့ချက်ချင်းလငယ်ဖြည့်ရှင်းလိုက်ပါဒါမှသာမိတ်ဆွေတို့အနေနဲ့အချိန်ကြာလေးပြဒနာကြီးလေဖြစ်လာတဲ့အတွက်ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာမထားဘဲနဲ့ဖြည့်ရှင်းတင်တော့လဖြစ်ပါတယ်ခမရထို့ပြင်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရှေ့တို့ဆောင်ရွက်လုပ်ဆောင်မှာ ထို့ပြင်မိမိတို့အနေနဲ့ကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ယာဓုလုပ်ငန်းခိုင်ခန်းနဲ့ပတ်သက်ပြီးတော့အဲယာဓုတိုးနဲ့ပတ်သက်ပြီးတော့ပြောဆိုတဲ့အခါမှာလည်းအကူအညီထောက်ကူကိုရရှိတတ်တယ်ဒါပေမဲ့ဘာကိုလှုပ်လှုပ်တော့အဲမိတ်ဆွေတို့အနေနဲ့သတိထားဆင်ခြင်သတိပြုရမှာတော့အဲမိတ်ဆွေအပေါင်းအသင်းဟောင်းနေတဲ့ပတ်သက်လို့သတိထားဆင်ခြင်မှာအလောင်းစားနဲ့ပတ်သက်လို့အပျော်အပါးနဲ့ပတ်သက်လို့သတိထားဆင်ခြင်ပေးရမယ်ကာလာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လို့ညံ့ပါတယ် ပညာရေးနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေသင်ယူတာမျိုးတွေအပြောင်းရွှေ့လေးတွေသင်ယူတာလေးတွေမှာတော့အားနည်းစေတော့လာဖြစ်ပါတယ်။ထို့အပြင်ပညာရေးဆိုင်ရာကိစ္စတွေဘာသာစကားသင်တန်းနဲ့ပတ်သက်တာလေးတွေအားနည်းစေတော့လာဖြစ်တဲ့အတွက်မိမိအနေနဲ့ပညာရေးဟာစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်တတ်တဲ့အတွက်အားနည်းပါတယ်။မိမိတက်မြောက်ပြီးတော့ပညာရက်ကိုသာဘလို့အသုံးချရမလဲဆိုပြီးစဉ်းစားတွေးခေါ်တာအကောင်းဆုံးဖြစ်ပါတယ်။စံစီစေစားစပစ်စီနဲ့ပတ်သက်သောလုပ်ငန်းတွေခြံထွက်ကုန်ပစ္စည်းတွေရောင်းဝယ်မှုဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်လို့စတင်လှုပ်ဆောင်တာမျိုးလေးတွေယာဓုလုပ်ငန်းအလုပ်ရှာနေတဲ့သူတွေမိမိအနေနဲ့လက်ရှိရှိတဲ့နေရာကနေပြီးတော့တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ကာလဖြစ်တဲ့အတွက်အပြောင်းလဲနဲ့လှုပ်လှုပ်ချာချာလုပ်ရင်ပိုအောင်မြင်မယ်ဆိုတဲ့ကာလဖြစ်တဲ့ စကားအများကြီးပြောတဲ့အလုပ်တွေဟာအမှားအများကြီးပါပြီးတော့ဇေဒနာတွေဝေဒနာပြရတတ်တဲ့အတွက်ဖြစ်နိုင်ရင်စကားအများကြီးမပြောပါနဲ့စကားအများကြီးပြောလေလေအမှားအများကြီးပါပြီးတော့မိမိရဲ့အားနည်းချက်တွေပေါ်တတ်တဲ့အတွက်ဒီလဟာမှင်ကလေးနဲ့မန်ကလေးနဲ့နေရမယ်လာဖြစ်တာဟုတ်တော့ဆရာကသုံးသပ်ပြောဆိုလိုက်ပြပါစီခင်ဗျာ အထက်လူကြီးတွေရဲ့အထောက်ကူရရှိတာမျိုးငဘူကတစ်ချိန်ကမတွေ့ဘူးမမြင်ဘူးဟိုဟလာကိုကမှန်မျောလင့်ထားပဲနဲ့ယူရဲမတောက်ထားပဲနဲ့ကိုကိုအကူအညီရရှိတာမျိုးလေးတွေအထက်လူကြီးအကြီးကနေပတ်သက်လို့ကြုံရတတ်တယ်အမွေဆိုင်ရာကိစ္စတွေအမှုဆိုင်ရာကိစ္စတွေမှာပြီးပြတ်အောင်ဆွမ်းဆောင်နိုင်သောကာလဖြစ်တယ်မိသားစုဝင်တွေထဲမှာအရှုံအောင်ဖြစ်နေတဲ့သူတွေအဝေးတနေရာကိုရောက်နေတဲ့သူတွေအဆက်အသွယ်ပြတ်နေတဲ့သူတွေပြန်လဲအဆက်အသွယ်ရရှိတတ်သောလဖြစ်ပါတယ်ဒီလက္ခဏာတော်တွေမှာတတိထားစင်ကျင်ရမယ့်အကြောင်းနေနဲ့ဆိုရင်တော့အဲဆရာတို့ ဒီလာတာတော့ဒီမှာဆိုအပန်းရောင်မိခိုးရောင်ကိုဖြစ်နိုင်ရင်တတိထားဆင်ခြင်းဝစ်စင်ပေးဖို့လိုအပ်ပါတယ်ညာရင်ညာနေမခေါ်ပါနဲညာညာနေခေါ်တာမျိုးတွေဟာမိတ်ဆွေတို့ကိုအားနည်းစေတယ်အကယ်၍ခေါ်ခြင်းတော့မှပထမတစ်ပတ်ပြီးတော့မှခေါ်တာပုံမှုကောင်းမှပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိအိမ်အတွင်းမှာမီးခလုတ်တွေပြက်နေတာမျိုးမီးသီးနဲ့ပတ်သက်ပြီးပြက်နေတာမျိုးအပူနဲ့ပတ်သက်ပြီးပြက်နေတာမျိုးလက်စစ်ပေါင်းဟိုးတွေနဲ့ပတ်သက်ပြီးတော့အပြက်အစတွေတကယ်လို့ကြုံတွေ့လာရတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ တီချာတဲ့တုံဆိုင်တွေ့ဝင်မြင်နေပဲနဲ့ချက်ချင်းလဲလိုက်ပါမိမိရဲ့ကံမြန်တာကိုနမိတ်ပြစီတော့ကာလာဖြစ်ပါတယ်ခင်ဗျာဒါဟာပြင်မိတ်ဆွေဟာဒီကာလာတာတော့တွေ့မှာဆိုရင်တော့ဘာလို့လို့ကြစားပရိကြစားပရိချင်းတွဲလို့တာဟာညံ့တယ်ဒါဟာပြင်မိတ်ဆွေတို့အနေနဲ့မြောက်ဆူဆူရက်ကိုခီးသွွားခြင်းတွေကိုတတိထားဆင်ကျင်ပေးရမယ်လာဖြစ်ပါတယ်အရေးကြီးသောဆုံးဖြတ်ချက်တွေကိုလှောက်ဆောင်တဲ့အခါကြလို့ချင်းရင်စနေသားသမီးအင်္ဂါသားသမီးတွေနဲ့တွဲဖက်လို့ပါကံရဲ့ထောက်ကူကိုရရှိတတ်ပါတယ်အကျိုးပေးစီတော့ အရက်ဟာတော့အရှိတောင်ရက်တောင်ရက်ဖြစ်ပါတယ်စန်းတီယာရက်ကတော့တောင်ရက်ဖြစ်ပြီးတော့အကျိုးပေးကံကောင်းစီတဲ့ရက်ဟာတော့အရှိတောင်ရက်ဖြစ်ပါတယ်အဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်ဇေယံအတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဲဒီလတာတော်တွေမှာဆိုလို့ရှိရင်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်အနီရောင်အဝါရောင်တွေကိုဝစ်စင်မှာ ရွှေဝင်တတ်ပါတယ်အလှပရေးရာတွေဝင်လာတတ်တယ်မြေယာလုပ်ငန်းနေရာထိုင်နေထိုင်ကတိုင်းနဲ့ပတ်သက်ပြီးဝင်လာတတ်သောလဖြစ်ကြောင်းပြောလိုပါတယ်အကျိုးပေးစီသောအယောင်ဟာအစိမ်းရောင်အဝါရောင်အဖြူရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစီသလိုအကျိုးပေးသောကဏ္ဍအဖျားအနေနဲ့၄ကဏ္ဍ၅ကဏ္ဍ၈ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစီနိုင်ပါတော့အရေးကြီးသောလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုလုပ်တဲ့အခါမှာ ဘာဘူပဲပြီလို့ပြီလို့ဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့အိတ်ကတ်ထဲမှာနော်မိတ်ဆွေတို့ရဲ့အိတ်ကတ်အတွင်းမှာနော်ငွေဆက်ကူ200တန်လေးပြည့်ရက်ကို၄ခေါက်ခောက်ပြီးတော့ပတ်စံအိတ်အတွင်းမှာဖြစ်စေအိတ်ကတ်အတွင်းမှာဖြစ်စေဆောင်ပြီးတော့အဲအိတ်ကလေးကိုပုတ်ပြီးတော့ဖြစ်စေပြောဆိုပြီးတော့ဖြစ်စေမိမိတို့ရဲ့လူရာကိစ္စတွေမှန်သမျှကိုပြောဆိုရင်အောင်မြင်ကြီးတိုးတက်ခြင်းတွေရရှိလာမယ်လာဖြစ်ပါတယ်ဒါအပြင်ဒီလာတာတော်အတွင်းမှာလူငယ်တွေရဲ့ရှည်ရင်းနဲ့ပတ်သက်လာရင်တော့အားနည်းပါတယ် ရှစ်သူရီးစားနဲ့ပတ်သက်လာလို့ရှိရင်ဖောက်ပြန်ခံရတာမျိုးတွေတမီရီးစားများအနေနဲ့ဆိုလို့ရှိရင်တော့အရှိရေးကြောင့်ငွေကုန်ကြီးကြများရတာမျိုးခရီးသွားကိစ္စလေးတွေကြောင့်ဆက်သွယ်ပြတ်ရတာမျိုးကြုံရတတ်တဲ့အတွက်တော့အရှိရေးမှာတော့ဖွင့်ပြောမနေပါနဲ့ဝဝစာဝဝအေးဆရာလိုဝအောင်လို့ဟဲ့ကျွန်တော်တမီရီးစားများအနေနဲ့ကတော့အိမ်တော်ပြူတာမျိုးစိတ်ဆက်တာမျိုးကောင်းတယ်ဒါပေမဲ့အဲဖြစ်နိုင်လို့ရှိရင်ပြီးခဲ့ပြီးသားကိစ္စရီးစားဟောင်းအကြောင်းဘာညာအဟောင်းအကြောင်းကိုခြားကြံပြီးရစ်တဲ့ကိစ္စလေးတွေကိုအခြေပြုပြီးတော့ ပြဿနာတက်တာမျိုးပြက်ဆဲတာမျိုးရက်ဆဲတာမျိုးကြုံရတတ်တဲ့အတွက်တော့ဒါလေးကိုအထူးယူဆိုင်စင်ရင်လိုအပ်တော့လာဖြစ်ပါတယ်။ကောင်းပြီ။အိမ်တော်ရင်းနေမှာတော့အိမ်တော်ရှင်များဖို့နဘောကသွေးအေးနေတော့အိမ်တော်ရင်းမှာတော့မှမိမိအနေနဲ့နွေးထွေးမှုတွေရရှိလာမယ်။အဆက်အသွယ်ပြန်နေသူတွေပြန်လဲစုံစည်းရတတ်တယ်လို့ပျောက်တော့သူရှာလင်တွေ့မယ်လာဖြစ်တယ်။အိမ်တော်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာ အိမ်နောက်ဘက်နဲ့အဲ့အကြံဉာဏ်ကိုရယူပါဘာလို့လို့ကိုကအစင်မပြေခတ်ခဲတဲ့အခါအိမ်နောက်ဘက်ရဲ့အမိကိုခံပြီးလောက်တာမျိုးသတိရောင်းလောက်တာမျိုးဝယ်လောက်တာမျိုးကဲနေတော့ရောင်းနေဟာဆိုပြီးသူ့အမိခံလို့ငါ့ကိုတော့ရောင်းဆိုတာမျိုးလေးတွေနဲ့သတိချိန်တောင်းလေးတွေပြောင်းလဲပြီးတော့လှုပ်လိုက်ရင်အောင်မြင်တိုးတက်ပြီးတော့အိမ်နောက်ဘက်ရဲ့အကြံဉာဏ်ကောင်းတွေရရှိစေတတ်တော်လာဖြစ်တဲ့အတွက်အေးချမ်းမှုတွေငြိမ်းချမ်းမှုတွေမရှိတဲ့အိမ်နောက်ရေးတော်မှာပြန်ပြီးတော့အသက်ဝင်လာပြီးတော့အေးချမ်းမှုနဲ့နှွေးထွေးမှုတွေရရှိစေမဲ့လာဖြစ်ပါတယ်မိမိတို့ မိသားစုရေးအိမ်တွင်းရေးထဲမှာဂျားလူအဝင်မခံပါနဲ့ဂျားလူဝင်ပြဿနာတွေပေါ်လာတတ်သောကာလဖြစ်တဲ့အတွက်ဖြစ်နိုင်ရင်မိမိအိမ်ကအတွင်းရေးကိုဂျားလူကိုမပြောပြတာဟာပုံမကောင်းမွန်သောလဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေကြာသာပရိသတ်သမီးတွေအဓိဋ္ဌာန်နိုင်ငံခြားခီးသွားကိစ္စတွေပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ကောင်းတယ်ပြည်တွင်းခီးသွားရေချောင်းခီးသွားတွေနဲ့ပတ်သက်ရင်ညံ့ပါတယ်မိတ်ဆွေတို့ဒီလတာတော်တွေမှာအဆက်ဆက်ရရအစဉ်ပြေစီရင်အဓိဋ္ဌာန်ဝင်လို့တပ္ပဆိုရင်တော့ဖြင့်မဟာသမယတုတ်ကို ခုနှစ်ရက်တိတိအတိတ်ထံဝင်ပြီးတော့မိမိအရာမှာဖြစ်စေမိမိတို့တင့်တင့်လျောက်ပတ်တဲ့နေရာလေးမှာခုနှစ်ရက်တိတိအတိတ်ထံဝင်ပြီးမြတ်စွာဘုရားရှင်ကို ပူဇော်ပြီးတဲ့အခါလူနဲ့ပြည်မှာတတဝါအလုံးမေတ္တာပို့ပြီးဆုတောင်းမှာလိုရာကိစ္စတွေဂျိမ်းတွေပေါ့ပြေဝလာမဲလာဖြစ်တယ်ထို့ပြင်အဆဆရရမိတ်ဆွေတို့အနေနဲ့ဟိုမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုလို့ရှိရင်တော့ဆရာတို့ မေမျိုးပန်းလေးနှစ်ပွင့်ကိုနော်မေမျိုးပန်းလေးနှစ်ပွင့်ကိုနှီးနဲ့စီးပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ကုန်းပစ္စည်းတွေကိုရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်ပါအယောင်းဝယ်တွတ်သွားပါလိမ့်မယ်အဆက်ဆက်ရဲ့အစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရန်ရေရီယာမပြောမိမှာကြော်ညာလေးဝင်ပြရစီဇန်ငနာပေတွေမေ့ကြည့်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း7902904116 Viber မှာ WhatsApp မှာ Telegram မှာဆက်သွယ်မြင်မြန်နိုင်တဲ့ဆရာငယ် TikTok Messenger ကနေပြီးနေမဟုတ်တလို့ဆရာနာမည်တွေနဲ့ပုံတွေနဲ့နောက်ကနေ background စကားပြောတွေနဲ့ 2D 3D တွေလောက်စားနေတယ်ဆရာနှလုံးလည်းမပေးဘူးသုံးလုံးလည်းမပေးဘူးတစ်လုံးလည်းမပေးဘူးဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့ဂျက်စာပရိသတ်သမီးမိတ်ဆွေတွေဒီတလတာတော်တွင်မှာအဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စေရန်အတွက်ဆိုလို့ရှိရင်ဆရာတို့ကြွေပကံများလေးတစ်ချက်တည်းမှာမုတ်လုံးကြီးပေါ်က98လုံးတိတိထက် တောက်ရီကတခွက်ထည့်ပြီးတော့မိမိအိမ်ကမျက်စွာဘုရားမှာမွေးနေ့ရောက်တိုင်းမိမိအိမ်ကမျက်စွာဘုရားမှာငွေရေးကြီးကိစ္စအစဉ်ပြေဖို့အတွက်ဆူတောင်းမှာဒါဆိုရင်ယုံယုံကြည်ကြည်နဲ့ဆူတောင်းမှာခက်ခဲနေတဲ့အရာတွေအမှန်တမ်းအစဉ်ပြေပြီးတဲ့အခါပိတ်နေသောလက်များပွင့်လန်းလို့ယန္နနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်မှာအသေးစားပဲဆိုတဲ့အကြောင်းပြောရင်ရဇာပိသသမီးမိတ်ဆွေတွေအားလုံးအောင်မြင်မှုအပေါင်းတရပူစောင့်ကြပါစေခမရကဲနောက်တစ်ခါတော့တောက်ကြလှဲပါဗျာ